အာရုံတော့ပြေပြေတော့နောက်တော့ကငြိမ်လောက်ပြီဆိုတော့အဲ့ဒီမှာပြန်ဝင်တာအဲ့မှာတိုက်ပြိုကြတာနဲတော့မဟုတ်ဘူးသေးတာကဲကြည့်ဒါပါလဲဆိုတော့အဲ့ဒီမှာပြန်ဝင်သွားတဲ့အခါကျတော့ဒီမှာပစ္စည်းပစ္စည်းတွေသွားပြီးတော့ပြန်ယူကြတယ်အဲ့ဒါကြည့်လိုက်တော့သဘာဝဘေးကတင့်နေတဲ့အချိန်မှာကဲကြည့်လိုက်တော့ဟိုမှာဝင်သွားတာဟာပစ္စည်းယူဖို့ဆိုပြန်ဝင်သွားကြတာလေဘလို့မှတားမရဘူးအဲ့ဒါဘေးကလူတွေကတိတယ်လူတွေအဲ့ဒါမုန်းနေမုန်းနေဒါပေမဲ့ဟုံးဆိုအဲ့ဒီမှာကုန်းဆိုအဲ့ဒီမှာတိုက်ကဟုံးနေပြိုကြတာကဲကြည့် ဒါပါလဲဆိုရင်လောဘကနှိမ့်ဆက်ချလိုက်တာပဲဟဲ့ဒါနှိမ့်ဆက်ချလိုက်တာတို့တော့ဘလောက်မြန်ကြောက်စရာကောင်းလဲဆိုရင်နော်ဟဲ့ဒါကြည့်လိုက်တော့တို့တော့လောဘတရားရဲ့နှိမ့်ဆက်ချက်တယ်ဒါရီကျုံရတာနော်တရားလူလေးမျိုးတည်းမှာကိုကပြန်လဲပြီးတော့စမ်းတယ်ဩငါပရမတ္ထလူသားကြီးဖြစ်အောင်ကြိုးစားရမယ်တရားပရမတ္ထလူသားလူမိကမြမတ္တလောက်နေတော့လူလို့ပြောလို့တော့ဘယ်ရောက်မလဲဗျာနော်အဲဒါကြောင့်ပရမတ္ထလူသားအကြောင်းအကျိုးအကောင်းဆိုဟုတ်တယ်မဟုတ်တယ် မှန်ဒီမှန်မှန်ဒီအကျိုးရှိမှကြည့်ဝေဘံပညာစိစစ်နိုင်တဲ့ဉာဏ်ပညာနဲ့ပြည့်စုံအောင်ကြိုးစားမယ်တရောနော်တရားဒုလဘတရား၅ပါးတဲ့ကျတော့ဟောကြည့်နံပါတ်3ကျတော့သရာတံပတ္တိတုံလဘောလောကတမေဆိုတာပါတယ်တရားသရာတရားနဲ့ပြည့်စုံမှုဆိုတာအင်မတန်မှခရင်လာတယ်ယန္နာမြတ်သုံးပါးနဲ့ကံကံအကျုပ်ကိုယုံကြည်တဲ့သရာတရားဒါပြန်အကဲခတ်နော်ကိုနေရာပုဂ္ဂိုလ်ဆိုတာဒီဒုလဘတရား၅ပါးနဲ့ချိန်တာတဲ့ ။နောက်ပပတိတာဘာဝတုံးလို့ဘောလောကတမင်ရှင်ယံအဖြစ်ကိုရဖို့လေခေယံ။ဟဲ့ဒါတော်တို့ဦးစင်းတို့ရှင်ယံတို့ဤအကျင့်ကိလေသာကုန်ခန်းကြောင့်ဒီအကျင့်นี่လေဒီနေ့ရှင်သုံးဝင်ရနေကြရတယ်။ဒါကြီးတော်ရေမိုးဆရာတော်ဘုရားကြီးကဟေးရှင်ယံဖြစ်ကိုမရခဲ့ရင်တောင်မှရှင်ယံနေကျင့်သုံးတဲ့အကျင့်นี่ဒီအကျင့်นี่ကိုတို့ကတရားဓမ္မတွေပွားများအထုနာကိုကျူးစားရမယ်ဟေး။ဟောဒီဘက်ကတတ္တမတဝနံတိတုံလပံ သူတော်တွေကနာကြဖို့ဆိုတာအမတန်မှခင်းရင်လာတယ်သူတော်တွေဟောကြားတဲ့တရားဓမ္မနာယူဖို့ပူဇော်ဖို့ဆိုတာကိုယ်ကိုယ်တိုင်ထောင်နိုင်တဲ့ဉာဏ်နာလေးရှိဖို့အရေးကြီးတယ်တရားကျေးဇူးတော်ရှင်မိုးဆရာတော်ဘုရားကြီးမြေတမ်းမိတ်နာပဲဆရာတော်ဘုရားကြီးတရားထဲမှာပါတာပဲခင်ဗျားတို့နာကြီးကြီးနဲ့နာတော်ဘာရဲ့လဲအဲ့ဒါနာကိုလက်နဲ့ဆွဲပြီးအကြီးကြီးဖြစ်အောင်ပြောတာမဟုတ်ဘူးနော်အဲ့ဒါနာကြီးကြီးဆိုတာ တရားဓမ္မနားတဲ့အခါမှာညံနဲ့ရှင်တာကိုပြောတာဘာနဲ့ရှင်တာလဲညံနဲ့ရှင်တာအဲ့ဒါနားကြီးကြီးနဲ့တရားနာဗျာတဲ့ဒါဥသိန်းတို့ဘုရားရှင်ကိုရောမကြီးကဒုံလောကတရား၅ဖြာဆိုပြီးတော့ဟောခဲ့တဲ့တရားဓမ္မတွေသူတော်တို့ပြန်ကဲခက်ပေါ့ငါဒုံလောကတရား၅ပါးထဲမှာငါဒီဒီအကြောင်းရနေတော့ကိုက်ညီတယ်ဆိုရင်ကိုကတော့နေရပုပ်ကိုထဲမှာပါတယ်အဲ့ဒါနေရပုပ်ကိုဆိုတာဒီဘဝမှာချွတ်တန်းဝင်နိုင်တယ် ဝင်းနေဆိုတာကလည်းနိမန်လက်မန်တော့သွားတာပေါ့ဗျာနာရတဲ့တရားကတာမန်တရားလားသစ္စာတရားလားဟာသစ္စာတရားဆိုတာသူများကြောင်းလားကိုယ်ကြောင်းလားကိုယ်ဆိုတာရှားလားခန္ဓာလားရတဲ့ခန္ဓာဘာသစ္စာနောက်ကတိတဲ့ဉာဏ်ကခန္ဓာဘောဘာရောက်အောင်မှာကဲတရားဝိတ္တနာခန္ဓာဘဏ္ဍပါကဲဆိုကြည့်အောင်ရူပခန္ဓာဝေရဏခန္ဓာ

တိညာခန္ဓာဆိုရာမတတတောသဘောအစုဖြစ်ပြမူတင်္ခါရခန္ဓာဆိုရာပြုပြင်စေသောတတောသဘောအစုဖြစ်ပြမူဝိညာဏခန္ဓာဆိုရာတိတတောသဘောအစုဖြစ်ပြမူဖောက်ပြန်ခန်းစား မတာငါဣခန္ဓာမခဏဝနပါကဲခန္ဓာငါးပါးအချင်းချင်းလိုက်တော့ဘာနဲ့ပါကဲယုံနယ်နှစ်ပါးခန္ဓာငါးပါးမှာတပါးခြားရှိရလားရှိပါဘူးကဲဒီတရားတွေကတချိန်နဲ့နာရမှာလားချိန်ချိန်နာရမှာလားချိန်ချိန်နာရပါဘူးဟဲ့ဒါကြောင့်မလို့သူတော်တော်ခန္ဓာငါးပါးအိုင်နာ7ပါး38ပါး အဲ့ဒါတရားဓမ္မတွေအခြေခံထားပြီးတော့ကာယ ानु ဘသနာဘယ်လိုရှိရမလဲစိတ်ဓာ ानु ဘသနာဘယ်လိုရှိရမလဲဝေဒနာ ानु ဘသနာဘယ်လိုရှိရမလဲဟောဓမ္မ ानु ဘသနာဘယ်လိုရှိရမလဲတတိပဒံရှုနိမဏီသောတရားတွေကလည်းတစ်ချိန်နဲ့နိုင်ရမှာလားချိန်ချိန်နိုင်ရမှာလားချိန်ချိန်ပါပါအဲဒါကြောင့်နေရပုဂ္ဂိုလ်ဆိုတာသစ္စာတရားကတစ်ချိန်နဲ့နိုင်ရတာလားအချိန်ချိန်နိုင်ရတာလားချိန်ချိန်ပါပါကြောင့်တရားနာကျင်တာကနံတရားနာတဲ့ဟန်ကယောသွားကျင်တာက သွားတဲ့ဟန်ကစားကျင်တာကစားတဲ့ဟန်ကထိုင်ကျင်တာကထိုင်တဲ့ဟန်ကဟိုရုပ်နာမတစ်ပါးရှားရှိရလားဟောပြောတော့တာငါတို့တို့ကကြာမင်းမှာပုဂ္ဂိုလ်လက်တော်ကလေးလူကြီးအသက်လေးပြာဘလို့ပြင်အမိနာမတွေတက်ပင်တညာတော်လဲဒေရန်ရှိတာခန္ဓာဘယ်နှပါအချင်းချင်းလိုက်တော့ဘာနဲ့ပါတရားနာရှင်တာကနာတရားနာတဲ့ဟန်က သွားချင်တာကသွားတဲ့ဟန်ကစားချင်တာကစားတဲ့ဟန်ကကဲအိမ်မနေနဲ့ဆိုရင်သူတော်ကောင်းတို့ဦးစင်းတို့ကြီးလိုက်တော့ဟောရေချိုးကျင်လာတယ်အဲ့ဒါစင်ရင်ပေါ့ဗျရေချိုးကျင်တာကရေချိုးတဲ့ဟန်ကဈေးအောင်ကျင်တာကဈေးအောင်တဲ့ဟန်ကဒါပါပဲသူတော်တို့ယုံနာမှာတပါချာရှိရလားအဲ့ဒါဒီတရားဓမ္မစီထက်ခါတက်ကပူဇော်ပြီးတော့ထက်ခါတက်ကကြားရတယ်ဆိုတာရှေ့ တော်ကောင်းကြီးများကပင်လယ်ထဲမှာအတုံခွန်ဆိုင်ကူးကတ်နေတဲ့တယောက်သောသူဟာအဲ့ဒါပင်လယ်ထဲမှာကူးကတ်နေတဲ့ပင်လယ်ကမ်းရဲ့ရိုက်ပုတ်တန်တွေကိုသူကတွားကြတာအဲနောက်တော့ငှက်တန်တွေချိုးတန်တွေပင်လယ်ကမ်းရဲ့တန်တွေကိုတွားကြတယ်ဩငါပင်လယ်ကမ်းနဲ့နီးပေါ်ဆုံပြီးတော့အဲ့ဒီမှာအတုံခွန်ဆိုင်ကူးလိုက်တာများကမ်းဆက်တနေရာကိုမြန်မြန်ဆန်ဆန်ရောက်ပြီးတော့ငါးလိမ့်မကန်းကြီးရဲ့စမ်းမြဝါတော်မှုကနေသူလွတ်သွားတာ ဟဲ့ဒါဒီလိုပါပဲသူတော်ကောင်းတို့ဥစဉ်တို့တဲ့ခန္ဓာတန်အာယနတန်ဓာတ်တန်ပိညာတန်ပရမတ်တန်ဒီအတန်တွေကြားရတယ်ယုတ်တန်တွေနန်တန်တွေကြားရတယ်ဆိုတာကနိဗ္ဗာန်ကမ်းနဲ့နီးနေတာဘယ်ကမ်းနဲ့နီးတာနာအဘိဓကလည်းပြောရသေးတယ်ကိုယ့်ကိုဝမ်းနှုတ်ဆေးတောက်ပြီးအားငယ်နေမှာဆိုလို့အဲ့တော့ငါတို့တော့ဟုတ်မှာဟုတ်ပါမလားအဲ့ဒါငါတို့သွားနေတာမှန်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 လားဖြစ်မှာဆိုလို့နော် အဲ့ဒါနိမန်လက်မှန်ညွန်ပြပေးနိုင်တယ်ဆရာကောင်းသမားကောင်းတိဟုတော့မိုးဆရာတော်ဘုရားကြီးရဲ့အဆုံးမတွေသူတော်တို့မရဘူးလားမရပါဘူးအဲ့ဒါတရားဓမ္မတွေရနေတယ်ရတဲ့အတိုင်းလည်းပဲကျင့်သုံးဝင်နေမရဘူးလားမရပါဘူးဒါကြောင့်သူတော်တို့ဥစဉ်တော့နိဗ္ဗာန်သွားဖို့ရတဲ့ခန္ဓာဟာကုန်ကျမ်းပဲဒါကြောင့်ကရာဝတ္တုကျမ်းမှာအင်းကြီးခန္ဓာအင်းကြီးနိဗ္ဗာန်နဲ့နှဟင်ဝတ်တက်ပေတဲ့နိဗ္ဗာန်ကိုလိုချင်ပါတယ်ဆိုရင်ခန္ဓာမတပါအခြားမရှာနဲ့လေခန္ဓာထဲမှာ တရားရှာပြောပါရဲ့လေ ။အဲဒါကြောင့်ရှင်းသူတော်ကောင်းကြီးများကဖျားပြောက်တော့စိတ်မှာရှာတဲ့။ဖျားပြောက်တော့ဘာရဲ့လဲ။ဖျားပြောက်တော့စိတ်မှာရှာတဲ့မိမိရဲ့စိတ်အစဉ်မှာဒါကကိလေသာညစ်ကြီးတွေဝိုင်းရံနေပြီဆိုရင်ဖျားပြောက်တဲ့နေ့ပဲ။အဲဒါလောဘတွေဖြစ်ရင်လည်းဖျားပြောက်တဲ့နေ့ပဲ။ဒေါသတွေဖြစ်နေရင်လည်းအာမောဟဆိုတဲ့ကိလေသာတရားတွေဖြစ်နေရင်လေဖျားပြောက်တဲ့နေ့တွေဗျာနော် ဲ့တော့ဖျားပြောက်တော့စိတ်မှရှာတဲ့ခုလိုတရားဓမ္မတွေထိုင်ပြီးတော့ဖြစ်ပြမဲ့ kait တရားဓမ္မတွေတတော်အောင်ဥစဉ်တို့ကျိုးသားမျိုးပွားများအတုတော့နှလုံးသားထဲမှာဖျားကိန်းတာဘူးဗျာအဲ့ဒါဖျားပြောက်တော့စိတ်မှရှာတဲ့တရားပြောက်တော့ကိုယ်မှရှာတဲ့တရားတရားဆိုတာဝိမာလာခန္ဓာနဲ့ရှာတာတရားပြောတရားရှာတော့ကိုယ်မှတွေ့ပြောပါလေတရားရှာတော့ကိုယ်မှတွေ့ဟာတရားတရားဆိုတာဝိမာလာခန္ဓာနဲ့ရှာတာ ဟာရိတ်သာလာတယ်ဆိုတာနိစနစ်လာอยู่တာပဲဟဲ့ဒါတော့တို့တော်လီတောင်းနေသွားတယ်ဆိုတာစိတ်ဉာဏ်ရောရှာတာတဲတော့တရားတရားဆိုတာအဝေးကြီးမှာလားခန္ဓာထဲမှာလားတရားတရားပြောတော့ကိုမရှာတရားရှာတော့ကိုမတွေ့တယ်ခဲရှိလေနတတူတရားဘုရားရှင်ကိုတော့မကြည့်လာရောက်ပြီးရှောက်တယ်ရှင်ဘုရားရဲ့ရှင်ဘုရားတို့ပြောနေတဲ့ဟဲ့ဒါနိဗ္ဗာန်နိဗ္ဗာန်ဆိုတာတပည့်တော်တကုန်းနဲ့လိုက်ရှာတယ်ဘုရားအဲ့ဒါနတ်ဘီ6ထက်တို့ ကျန်တဲ့နေရာတွေဘယ်နေရာမှာမှရှိမလဲ။ तू ကထင်တာကနိဗ္ဗာန်ကိုဘုံမိမ့်မှပြတ်တကြီးထင်တာ။အဲ့ဒါနဲ့လိုက်ရတော့ဘုရားရှင်ကိုယ်တော်မကြီးကမြေတဲ့ခြေသားကြီးတဲ့နိဗ္ဗာန်ဆိုတာတလံမြရှိတဲ့ဤခန္ဓာကိုယ်ထဲမှာရှာရမယ်။ဒါကတရားပြောတော့ကိုမရှာတရားရှာတော့ကိုမတွေ့တရားတရားဆိုတာဝိမာလာခန္ဓာထဲမှာလားတရားတော်တို့ တန်ငါပြုတ်တော့ဒါနသီလဘာဝနာ၃မျိုးပေါင်းရရှာလိုက်ပါဒါနသီလဘာဝနာ၃မျိုးပေါင်းရရှာလိုက်ပါလေဒါနတွေလုတ်ခွင့်မရတဲ့အနေသီလတွေစောက်တည်ခွင့်မရတဲ့နေတမထာတရားတွေပေါင်းများခွင့်မရတဲ့နေဘာဝနာတရားတွေပေါင်းများခွင့်မရတဲ့နေဟာတန်ငါပြောက်နေတယ်တရားရှေ့ဆရာတော်ကြီးများကဆုံးမတယ်ဟေ့ရတနာမြတ်သုံးမမပြောက်စင်နဲ့ဟေ့ဗုဒ္ဓံတရဏံ ကစ္ဆာမိဓမ္မံတရဏံကစ္ဆာမိတံဃံတရဏံကစ္ဆာမိပါဖုရားဖုရားကုကွယ်ပါ යි ကုကွယ်ပါ යි ဆိုပြီးတော့အဲ့ဒါနှုတ်ကယွတ်နေုံနဲ့ကုသိုလ်ပဲရမှာနော်အဲ့ဒါဖုရားတကယ်ကုကွယ်တယ်ဆိုရင်ဖုရားရှင်ကိုယ်တော်မကြီးဟောခဲ့တဲ့တရားဓမ္မတွေကိုနှလုံးသားထဲမှာကြည့်အောင်ကြိုးစားရမယ်ဟာဒီလိုလိုတရားကိုယ်ွယ်ပါ යි ဘုဒ္ဓကယွတ်နေုံနဲ့မပြီးသေးဘူး တကယ်နှလုံးသားထဲမှာဓမ္မတက်တည်ကင်းအောင်ကြိုးစားရမယ်။ဟာတပည့်တော်တို့တန်ခါကိုကိုွယ်ပါကြီးကိုကိုွယ်ပါကြီးနှုတ်ကယွတ်နေုံနဲ့မပြီးသေးဘူး။အော်တန်ခါတော်ရှင်မြတ်တည်ကျင့်သုံးနေတဲ့တန်ခါကိုရင်ထိုက်တဲ့ဓမ္မအစဉ်တွေတို့ကလည်းနှလုံးသားထဲမှာကင်းအောင်ကြိုးစားရမှာပါလား။ဒါကနေရာပုဂ္ဂိုလ်ဆိုတာကသစ္စာတရားကတစ်ချိန်နဲ့နားရတာလားအချိန်ချိန်နားရတာလား။အဲ့ဒါထက်ကထက်ကမနာရဘူးလား။အဲဒါကြောင့်တို့တော်တို့ယုံနံခွဲပုံနေပညာပရမတ်ခွဲပုံနေ ။နောက်သမထဝိပဿနာခွဲပုံနေ။ဒါကတော့အကြောင်းပဲဒါကတော့အကျိုးပဲ။ဒါကတော့ရုပ်ပဲဒါကတော့အနံပဲ။ဟောခန္ဓာ၅ပါးဆိုတာဘာပြောတယ်။ဘာယနာ၁၂ပါးဆိုတာဘာပြောတယ်။ဓာတ်၁၈ပါးဆိုတာဘာဘာပြောတယ်။ဟောဓာတ်ကြီးလေးပါ။ယုံနံရဲ့သဘောတရားတွေကဘာဘာပြောတာပါပဲ။ဒါကတော့ရုပ်ပဲဒါကတော့နံပဲကကိုယ်ကိုယ်ပြပြကိုကညံနေမှတည်တာ။ဒါမှတကယ်အလုတ်လုတ်တဲ့ခါမှာသူတော်အောင်ဦးစင်းတို့တန်တရားတွေမလာတော့ ဒါအတိဆုံးတော့အဆုံးတည်တယ်ဆုံးတည်တော့တန်တရာကင်းတယ်တန်တရာကင်းရင်ဉာဏ်အလင်း လာတတ်ပါတယ်ဒီတော့တနည်းကိုတရားတပုတ်အနည်းဆုံးတော့နာပေးတယ်ဆရာပြရဲ့ဓမ္မစင်ဟောနော်အဲ့ဒါနာတဲ့ခါမှလည်းသူတော်တော်ဦးစင်တို့တုံးနေတူတယောက်နဲ့တယောက်ကတော့မတူဘူးဗျာဦးစင်တို့အရှင်နာကိုရမကြီးကဖះလျှောက်တယ်လေဖះပရိနိဗ္ဗာန်စံသွားရင်တပည့်တော်တို့ကဘုသူအာကိုရမှာလဲဖះ चित्त आनंदा မဲမပူနေ ဟဲ့ဒါရှင်သာအနန္ဒာမြင့်မပူနဲ့ငါဘုရားပြိဋိနိဗ္ဗာန်စံပြီးတဲ့နောက်ပိုင်းမှာကျန်တဲ့တာဝကတွေကသူဆေယာနဲ့သူချွေလိမ့်မယ်တရားဓမ္မနိုင်ဥပုသောကြည်ရတာပေါ့ဗျာနော်ဟဲ့ဒါသူဆေယာနဲ့သူချွေလိမ့်မယ်ဘုရားကဟောခဲ့ပြီးသားနော်ဟဲ့ဒါသူတော်ဥစဉ်တို့အတွက်ဘုရားဘုရားရှင်ကိုရမဲ့သူဆေယာနဲ့သူဟောဒီဗီဒီယိုတို့ကတော့မိုးဆရာတော်ဘုရားကြီးရဲ့နီးနေပါဗျာ ်တို့တော့မာသီဆရာတော်ဘုရားကြီးရဲ့နီးနဲ့ပါဗျာတို့တော့ဆွန်းလို့ဝေဘူးတဲရင်ကိုစာရေးတည်ပြန်ရှေ့ရှေ့တော့ဆရာတော်ဘုရားကြီးတွေပြီးတဲ့နီးပါဗျာနီးဆိုတာလေအလုံးကတော့ဘုရား နီးပဲဗျာနော်ဒါကြောင့်တရောင်းတို့ဥစဉ်တို့နေစနစ်မှန်မှန်ကန်ကန်နဲ့လမ်းကြောင်းမှန်မှန်နဲ့ရှောက်လန်းမှာဘူးဗျာ။ဟာငါနေရာပုံကိုယ်တွေတော့ပါနေပြီ။အိတ်နေလို့ရပါမလား။မရပါဘူးဗျာ။ဟာငါတော့နေရာပုံကိုယ်တွေပါနေပြီ။တရားနာယုံတတ်တတ်နဲ့လည်းရပါမလား။မရပါဘူး။ကဲနာရီတိုင်းလည်းမသိရဘူးလား။မသိ ိတဲ့တိုင်းလည်းမကျင့်ရဘူးလားကဲကျင့်နေမျောမှန်းနေတယ်သူတို့ကောင်းတို့မျောမှန်းနေနိဗ္ဗာန်ကိုမရောက်နိုင်ဘူးလားနာလဲနာဒီလဲဒီကျင့်လဲကျင့်ရာလဲရာပြောမယ်လေနာလဲနာအဲ့ဒါနားလဲနားရမယ်တီလဲတီရမယ်ကျင်လဲကျင့်ရမယ်အဲ့ဒါဆိုရင်သူတို့ မြော်မှတ်တဲ့တရားရနိုင်ပါတယ်ဆရာသမားတွေတန်နိနန်နေတရားယူပြီးတော့တရားဓမ္မတွေ나ယူပူတော်ကြည့်ပေါ့ဗျာနောက်ပြီးတော့အလုံးနဲ့လဲတွဲသွားမှာဘူးဗျာเนาะဟဲ့ဒါကြောင့်ရုံဏကိုကွဲပြီးတော့ညနေမှာရှင်းနေအောင်ထက်ကတက်ကနာပေးလေ့ကျင့်ပေးဟဲ့နောက်ပညာပရမတ်တရားတွေလဲထက်ကတက်ကနာပေးဒါတော့သမထပဲဒါကတော့ဝိပဿနာပဲဒီတရားတွေလဲထက်ကတက်ကခြင်းများစွာနာပေးရမယ်တစ်ချိန်နဲ့နာရမှာလားခြင်းချိန်နာရမှာလား ဒါချင်းမြတ်စွာနာပြရမှာပဲเนาะအဲဒီမှာသူတော်တို့တခါတခါကျတော့ဥစဉ်တို့ဖြစ်တတ်တယ်ဘာကြောင့်လဲဆိုတဲ့အခါကျတော့ဟိုဓမ္မေအကရဝါတဲ့အဲဒါတရားတွေပေါ်မှာကမယုံမသိတော့ဖြစ်တတ်တယ်အဲဒါမယုံမသိဖြစ်တတ်တယ်ဆိုတာတရားဓမ္မနာယူနာယူပြီးတဲ့အခါမှာနာပြီးတော့ငါတော့ဒါတော့တည်ပြီးသားပါ ਈ ဒါတော့ကြာဝင်ပြီးသားပါ